မင်္ဂလာပါဒီချေကအရှိတင်ကန်းစာမှာတော့ဟာရေးချအကြောင်းကိုတတိချာချာလေးတင်ပြပြီးပါပြီအဲ့ဒီမှာကလေးလေးတွေကရေးချနှမျိုးရှိတယ်ရေးချမှာဝိုက်ချနဲ့မောက်ချဆိုပြီးတော့နှမျိုးရှိတဲ့ဆိုတဲ့အကြောင်းကိုတတိချာချာတည်သွားပြီးတော့အဲ့ဒီရေးချနဲ့မောက်ချကိုဘယ်ဘလို့စကားလုံးမျိုးလေးတွေမှာခွဲပြီးတော့သုံးရမလဲဆိုတာကိုတတိချာချာတည်သွားပြီးဆိုရင်ဒီချေကအခုနောက်တင်ကန်းစာဖြစ်တဲ့ဘီးနဲ့တရာပေါင်းဆက်တဲ့တင်ကန်းစာကိုထပ်ပြီးတော့တင် जा ပေးမှာဖြစ်ပါတယ် ဒီပြီးနဲ့တရာပေါင်းဆက်တဲ့သင်ခန်းစာကိုမသင်ခင်ဒီချေရဒီမာကိုဒီမာပေးထားတဲ့စကားလုံးလေးတွေကိုအတန်အတိုင်းအတန်နဲ့မပေါင်းမဲနဲ့ဒီချေရစကားလုံးရဲ့အတန်အထွက်တိုင်းပဲပေါင်းပြမှာဖြစ်ပါတယ်။ဘာဖြစ်လို့အဲ့လိုပေါင်းပြရတာလဲဆိုရင်ဒီလိုမျိုးစစလုံးနဲ့စလိန်ကိုဒီချေရစစလို့အတန်ထွက်လိုက်တဲ့အခါကျရင်နောက်ကလေးလေးတွေစလုံးလေးတွေပေါင်းတဲ့အခါစကားလုံးလေးတွေပေါင်းတဲ့အခါကျလို့ရှိရင်စကဘယ်စကိုပြောတာလဲစလုံးကိုပြောတာလားစလိန်ကိုပြောတာလားဆိုပြီးတော့ မကွက်မပြားဖြစ်နိုင်ပါတယ်အဲဒါကြောင့်မလို့ဒီခြေရဒီစကလုံးလေးတွေကိုစပြီးတဲ့တင်တဲ့အခါမှာဒီရဲ့စကလုံးရဲ့အတန်အမှန်တိုင်းပဲဒီခြေရပေါင်းပြမှာဖြစ်ပါတယ်အဲတော့ဒီခြေနဲ့အတူတူဒီစကလုံးလေးတွေကိုလိုက်ပြီးတော့ပေါင်းကြည့်ကြရအောင်အာယေအာအာယေချာအာအာအာယေချာဝိစံနှလုံးပေါင်းအာအာအာကာကြည်ကကာကြည်ချာကကက ကာကြီးရေချာဝစ်ဆန်နှလုံးပေါက်ကကကကစာလုံးရေစစာလုံးရေချာစာစစာစာလုံးရေချာဝစ်ဆန်နှလုံးပေါက်စာစစာစာစာလင်းရေစစာလင်းရေချာစာစစာစာလင်းရေချာဝစ်ဆန်နှလုံးပေါက်စာစစာစာသာစင်တူရေထသာစင်တူရေချာထထထ ထာစင်တူရေချာဝစ်ဆန်နှလုံးပေါက်ထထထထနာငေရီနာနာငေရီချာန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 ာငေရီချာဝစ်ဆန်နှလုံးပေါက်နာ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 ရာကောင်ရေရရာကောင်ရေချာရရရရာကောင်ရေချာဝစ်ဆန်နှလုံးပေါက်ရရရရခါကွေခခါကွေချာခါ ခခခကွေချာဝစ်ဆန်နှလုံးပေါက်ခခခခကငေရီကကငေရီချာကကကကငေရီချာဝစ်ဆန်နှလုံးပေါက်ခကကကငါရီငါငါရီချာငါ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 ရေချာဝစ်ဆန်နှလုံးပေါင်းငါ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 ဓာတွေဓာဓာတွေချာဓာ 哒哒，哒对，茶卫生的龙包哒，哒哒哒，八少爷八，八少爷茶八，八八，八少爷茶卫生的龙包八，八八八，娃儿娃，娃儿茶娃，娃娃，娃儿茶卫生的龙包娃，娃娃娃。 အတန်လေးတိုင်းအတန်ထွက်ကလေးအတိုင်းပြန်ပြီးတော့ဆိုမယ်ဆိုရင်အာအာကကကစစစစစစထထထနနနရရရခခခကကကငငငဒဒဒပပပဝဝဝဆိုပြီးတော့စကားလုံးလေးတွေကိုပေါင်းကြည့်ရမှာဖြစ်ပါတယ် ပြီးတော့ဒီညမှာကလေးလေးတွေတခြားမှတ်ထားရမှာကဒီစားလုံးရေးချဝစ်ဆန်နှလုံးပေါက်စားဆိုတဲ့စကားလုံးလေးကိုဒီချေတို့တွေကဘယ်နေရာမှာသုံးမလဲဆိုရင်ထမင်းစားတာတို့အစားအစားတို့မုတ်စားတာတခုခုကိုစားတာအဲ့လိုစကားလုံးမျိုးလေးမှာသုံးပြီးတော့ဒီသူ့ရဲ့အောက်ကစားလင်းရေးချဝစ်ဆန်နှလုံးပေါက်စားဆိုတဲ့ဒီစကားလုံးလေးစားလင်းနဲ့ပေါင်းထားတဲ့ဒီစကားလုံးလေးတွေတော့ဒီချေတို့တွေကဟင်းချက်တဲ့အခါတို့ဘာတို့မှာသုံးတဲ့စားလေအဲ့ဒီစားကို ပေါင်းတဲ့နေရာအခါမှာသုံးပါတယ်အဲ့တော့စားစားဆိုပြီးတော့အတန်ထွက်ကနှစ်ခုတူနေပြီမဲ့သူတို့ကိုသုံးတဲ့နေရာမတူပါဘူးเนาะကလေးလေးဒီနေရာလေးကိုတော့တည်တည်ချာချာမှတ်ထားဖို့လိုပါတယ်ပြီးတော့ဒီစကလုံးလေးတွေကိုစားအုပ်ကလေးထဲမှာလေးချင်ခန်းလေးတွေလုပ်ပြီးတော့လေးချင်ကြည့်ပါအဲ့ဒါဆိုရင်ရှစ်ကလေးလေးတွေဒီစကလုံးလေးတွေကိုပိုးပြီးတော့ကြောင်ကြောင်ချင်ချင်နဲ့ရေးတက်သွားမှာဖြစ်ပါတယ်ပြီးတော့ဒီ channel အတူတူမြန်မာစာမြန်မာစကားကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ရေးတက်ဖတ်တက်ပြောတက်ခြင်းနဲ့ဆိုရင်တော့ဒီချက်စီမှာအတန်းလာအပ်လို့လည်းရပါတယ်